ီထဲမှာတော့တင်းတင်းတွင်ပေါ့ခုမှတော့တင်းတင်းတွင်ပေါ့ပေါ့ဒီခုနဆရာပြင်းနေထိုင်လျက်ပါပါတယ်ပြန်နဲ့ຫນွယ်ရဲ့ chemistry မျိုးအပြင်မှာလည်းမြောင်းအထွန်းတွင်တည်ထားရတာပဲဆိုတော့အရန်ကိုချစ်စရာကောင်းပါတယ်အရန်ကို reaction နဲ့အရန်ကိုဖြူစင်တဲ့ချစ်ခြင်းတွေကိုတွေ့ခဲ့ရပါတယ်ကျွန်တော်သူ့ကိုဘာပြောအောင်မှမသိဘူးဘာမှပြောမအောင်သူကလည်းဘာဆိုဘာမှပြန်မပြောဘူးကျွန်တော်နဲ့သူနေတာဘာဒီမှန်းလည်းမသိပါဘူးဒီမဆိုးဝင်လာတဲ့ချင်းကားပဲ ဘာမတင်ကြရှိလို့လဲ။ဟိုနေရာဟိုပစိုးဆိုတော့ဒီနေရာဒီပစိုးပေါ့။အဲ့ကျင်တော့တင်လိုက်တာဆရာအနှွယ်ဘူးချစ်တယ်လို့တင်လိုက်တာ။ဒါပေမဲ့တဖြည်းဖြည်းနဲ့ကြာနွေးဆရာဘူးချစ်တယ်လို့ပဲပေါ့နော်။ကိုယ်နှင်းအမြင်ပေါ့နော်။ဆရာတော့နှစ်ယောက်ကလည်းပြင်ပါလဲရှိကြတယ်ဆိုတော့ကြာနေအဲဘယ်သူကဘယ်သူဘူးချစ်တယ်ဆိုပြီးဖြစ်ပါဆိုလို့နှင်းအမြင်တော့နောက်ပိုင်းတဖြည်းဖြည်းနဲ့ကြာတော့လေအဲနွေကဆရာကိုဘူးချစ်တယ်လို့ခံစားရပါတယ်ဟာ။ကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေရမောင်းနွေယူနေတယ်လို့ထင်နေပါ။နွေမောင်းကိုပြီးခဲ့တဲ့အချိန်က မဟုတ်တော့အမြင်ဆုံးစုလက်ပါအဲဒီနေ့ Academy အတွက်ကတော့ကိုပါတဲ့ကားလေးရရင်တော့အကောင်းဆုံးပေါ့နော်ကိုကိုပါတဲ့ကားလေးတွေမြဲတဲ့ရရပါတော့ကောင်းတာပေါ့နော်နင့်ကိုယ်တိုင်လည်းဖြစ်စေချင်ပါတယ်အဲပြီးရင်ဒီကားဆိုလို့ရှိရင်တကယ်ကိုကောင်းတဲ့ကားပြည်သက်တွေရင်တဲ့ကိုတကယ်ရောက်မဲ့ကားဆိုတော့တကယ် Academy တွေစွခုနိုင်တဲ့ပန်းမြိုင်လေမှဥယျာဉ်မှုဖြစ်ပါစေလို့ဟုတ်မအောင်ကြောင်းဆရာအလုပ်ကထွက်ပြီးငွေတို့မိသားစုလုပ်ငန်းတွေအားလုံးကိုဦးစီးပြီးလုပ်ပါမယ်လို့ကတိပေးမှာပေးစားမှာတင်ထင်ရေးစုပါ တူလေဘာလို့မဆိုင်နိုင်ဒါမေးနေရလဲသူပြပြပေါ့မင်းလည်းမဆိုင်လို့လေကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေရမှောင်းရေယူနေရလို့ထင်နေပါအဲနင်းပထမဦးဆုံးဒီဇက်ကောင်ဆိုက်ရိုက်မယ်ဆိုဘာကမ်းမလဲနင်းမသိခဲ့ဘူးပေါ့နော်ဘလူကရိုက်တာရမယ်မလဲနင်းမသိခဲ့ဘူးအဲဒီကိုမြမြက်က ရိုက်မယ်ပေါ့နော်ဝင်းမြင်းနဲ့ရိုက်ရမယ်တဲ့ဆိုတော့ရိုက်ချင်ခဲ့တယ်ပြီးတော့နင်းတို့ဒီ forever home production ကနေပြီးတော့အထွေရိုက်တဲ့ကားလေးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့နင်းရိုက်ဖို့လက်ခံခဲ့တာပါဒါပေမဲ့တကယ်တကယ် secret region နဲ့ရောက်တော့မှသာလေနင်းကဒီ character ဖြစ်တယ်ဆိုတာသိလိုက်တဲ့အချိန်မှာနင်းကောင်းကြည့်ပါပါတယ်ဟာနင်းရိုက်ပါလေအေးရန်ဖြစ်ကိုပြနေတာလေခလေးတွေကစိတ်တန်ရရသွားလိမ့်မယ်ခမောင်ငြိမ်နေတဲ့လူ အနာပေါ်ပေါ်ပြရေးအဓိကကတော့နင့်ဘက်ကပြင်ဆင်ခဲ့တာဆိုလို့ရှင်တော့ဒီအပြုတ်မှုသွားလာစကားပြောဆိုပုံတွေတို့ရဲ့ဟန်ပန်အမှုရာလေးတွေပေါ့နော်အဲ့အထဲမှာမှနင့်ရဆွာရမယ်ဆွာတဲ့အခါမှာလည်းအာနင့်တို့အများသောအားဖြင့်မြင်ဘူးတာရုပ်ရှင်တွေထဲမှာမြင်ဘူးတာပြန်မှမြင်ဘူးတာဆိုလို့ရှင်ဈေးထဲမှာတောင်းပြန်ကြရတယ်အော်ဟေးကြရတယ်ဈေးဆိုကြရတယ်ဆိုတဲ့ဟာလေးပေါ့ဒါပေမဲ့အခုဒီမှာကျတော့လှိုက်ရမတူဘူးပေါ့နော်သူကအညာသူမှာ အညာသူမစွာပုံစွာနဲ့အညာသူမကြမ်းပုံကြမ်းနဲ့သူ့ဘက်သူတက်တက်ရှိသေးတယ်အဲရှိသေးတဲ့အခါကျတော့နှင်းမှာအများကြီးပြင်ဆင်ခဲ့ရတယ်အယူဆုံးကိုယ့်ရဲ့ဝိတ်ကိုချခဲ့အဲ့တော့နှင်းဝိတ်တက်နေတာဝိတ်တင်နေတဲ့အပိုင်းဆိုဖော်ဖော်ကြီးဖောင်းဖောင်းကြီးအကုန်အဲ့လိုဖြစ်နေတယ်ပြင်းနေချိန်မှာအညာသူတွေအဲ့လိုမဖော်မဖောင်းသူကအရန်အလုပ်ကြိုးစားတယ်လေယာဉ်ဆိုင်ပြူကြီးလှုပ်တယ်တင်းတင်းတင်းဟိုကြမ်းမိုင်နေညညိုးအောင်နေတော့သူတို့ကကြီးလိုက်မိမိမပါလေးတွေကြီးပဲအဲ့တော့ကိုယ့်ရဲ့ဝိတ်ကိုကိုပြန်ချခဲ့ရတယ်ပထမဆုံးအနေနဲ့ဒုတိယအနေနဲ့ကတော့နှင်းရဲ့အသားအညိုချခဲ့ရတာပေါ့နော်အညိုချရင်ချရင်လည်းတကယ်ညိုသွားပြီးတော့တလားနှစ်လားလောက်တော့ကုလိုက်ရပါတယ်ဟာ Bop! ။နော်ဒီပါလေအေးရန်ဖြစ်။ဘယ်လိုဖြစ်နေတာလဲ။ကလေးတွေစိတ်တယ်ရရသွားလိမ့်မယ်။ခမောင်းငြိမ်နေတဲ့လူ။အာနာပေါ်ပါပြရည်။ဟာကိုကိုကိုတော့ကိုကြိုးစားခဲ့တဲ့အပိုင်းမှာတော့ဗောနော်နင်တရာရခိုင်တော့50ရခိုင်တော့ဂျင်းနေခဲ့ပါတယ်ဂျင်းနေ50ရခိုင်တော့နင်းကိုအဖိပတ်ပေးမယ်ပြိသက်တည်းရဲ့အမြင်လေးဗောနော်ပြိသက်တည်းရဲ့အမြင်လေးကိုနင်းဆောင်နေပါတယ်လို့ဟုတ်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 ကဲ့ဟုတ်တယ်ဟာဟာဟာ အဲအရန်ကိုပြောပါတယ်ပြင်းတဲ့အတွက်လည်းပညာရှင်အရန်ရခဲ့ပါတယ်တကယ်အကယ်ဒမီစီနီယာအနုပညာရှင်တွေနဲ့ရိုက်ခွင့်ရတဲ့အတွက်ပေါ့နော်အဲနင်ပညာရှင်အများကြီးရခဲ့တယ်ကိုထက်နဲ့ရိုက်ခွင့်ရခဲ့တဲ့အတွက်လည်းကိုထက်ကနင်တို့အများကြီးသင်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီကားလေးရဒီလောက်ထိလုံနိုင်ခဲ့ရလို့အဲနင်ထင်ပါတယ်ဟုတ်အဲဒီနေ့ Academy အတွက်ကတော့ဘလို့စဉ်းစားထားလဲဆိုတော့ပုံမှန်ပါပဲပုံမှန်ပါပဲကိုကိုပါတဲ့ကားလေးရရင်တော့အကောင်းဆုံးပေါ့နော်ကိုပါတဲ့ကားလေးရဖို့လည်းမျှော်လင့်နေအဲအခါကျလို့ရှင်တာအများကြီးပြောရမယ်ဒီထက်ကိုပုံမှန်ထပ်ဖို့ပြောရမယ်ပေါ့ဟုတ် ကျွန်တော်ဘဝမှာနှလုံးသားနှစ်ခုရှိခဲ့တယ်ဆိုရင်ပထမနှလုံးသားနှွယ်ဖြစ်ပြီးတော့ဒုတိယနှလုံးသားကတော့ကြောင်ကြီးရွာအကြောင်းလေးပါပဲအမြန်နဲ့ အမ်ဖြစ်ပါစေဖြစ်ပါစေလို့ဖြစ်ဖို့လည်းရမ်းအောင်မျှော်လင့်ပါတယ်လို့အခုပါတဲ့ကားလေးတွေမြဲတဲ့ရရပါတော့ကောင်းတာပေါ့နော်နင့်ကိုယ်တိုင်လည်းဖြစ်စေချင်ပါတယ်အဲပြီးရင်ဒီကားဆိုလို့ရှိရင်တကယ်ကိုကောင်းတဲ့ကားပြည်သက်တွေရင်တဲ့ကိုတကယ်ရောက်မဲ့ကားဆိုတော့တကယ်အကယ်ဒမီတွေစွခုနိုင်တဲ့ပန်းမြိုင်လေမှဥယျာဉ်မှုဖြစ်ပါစေလို့ဟုတ်လွယ်ငါ့အောင်ကြောင်းဆရာအလုပ်ကထွက်ပြီးရေတို့မိသားစုလုပ်ငန်းတွေအားလုံးကိုဦးစီးပြီးလုပ်ပါမယ်လို့ကတိပေးမှာပေးစားမှာတင်ထင်ရဲစီပါ တူလေဘာလို့မဆိုင်နိုင်လာမေးနေရလဲသူပြပြပေါ့မင်းလည်းမဆိုင်လို့လေကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေရမောင်းတွေ့ယူနေတယ်လို့ထင်နေပါ့ ဟုတ်ဒီကံလေးကိုဟိုကြည့်ပြီးတဲ့အခါမှာပေါ့နော်ရတ္တရီကဘောင်းဆောင်ရမှာပါဟိုចောင်းတက်နေရတဲ့အခါမှာလဲငါတို့ဒီចောင်းတက်နေရဆိုចောင်းတောင်းဝင်တဲ့ဝိတ္တရာရတက်နေရမှာမဟုတ်ဘူးငါတို့စာစူးစမ်းနေရတာဒီလေမိဘအခိုင်လို့စာစူးစမ်းနေရတာမဟုတ်ဘူးကိုအသိစိတ်တဲ့ចောင်းတာလည်းရင်ငါတို့ចောင်းတက်နေရတာကိုအသိစိတ်ချက်ចောင်းတာလည်းရင်ငါတို့စူးစမ်းနေတယ်ဆိုတော့အသိလေးကိုတော့ရစီမှာအမှန်မှာပဲပြကြလို့ရှိရင်ပေါ့နော်အဲဒီဆရာတယောက်ကចောင်းသားတယောက်ပေါ်မှာထားတဲ့ဂယုဏာတွေចောင်းသားတွေရဆရာပေါ်မှာထားတဲ့ဂယုဏာတွေကိုလေဒီကံလေးကိုကြည့်ပြီးတဲ့အခါမှာအဲနမူနာ နိုင်ကြပါစေလို့လည်းနှင်းမျော်လင့်ပါတယ်ဒါအပြင်ကိုပေါ့နော်ဒီဒီရရွာထဲမှာရှိတဲ့ရွာသူရွာသားတွေနဲ့အပေးယူမြဘုံတွေဒီចောင်းသားတွေနဲ့ဇရာတွေရဲ့အပေးယူမြဘုံတွေဒါလေးတွေကိုရတ္တပေါင်းစုံပေးနိုင်မယ်ကာလီပါဟုတ်လောကမှာညံပြင်းတဲ့တပည့်ဆိုတာမရှိဘူးအပင်ပြညံ့တဲ့ဇရာဆိုတာပဲရှိတာကျမတို့ကညံပြင်းတဲ့ဇရာတွေပေါ့ဇရာဇရာတောင်းဝင်လေးစိုင်းနဲ့ရေပြုတ်ပြောင်းသွားလို့ဒီအလုံးရဲ့ကလေးတွေကိုသူသားသမီးတွေသတ်မှတ်တာပါအဲ့လာမှာကျောင်းစီယာစစ်စစ်စိတ်တားပေါ့ ဟုတ်ကဲ့ဟုတ်ရှိတာပေါ့အဲတော်တော်များများစင်း၄စင်း၅စင်းလောက်ကိုတော့မျက်ရည်ကြခဲ့ပါတယ်ဟုတ်မျက်ရည်ကြတော့ဘယ်လိုလေးကိုပြန်ပြီးတော့ထိုင်ခဲ့ရအောင်ထိုင်ခဲ့ရမျက်တော်လူချင်ပါဆုံးအဲ့တော့ဒီကျမဆိုလည်းအခုအောင်လည်းကြာတော့လည်းချစ်ချင်နေပြီဆိုတာအဲထိန်းခဲ့ရတာပေါ့อืมကြည်ရပါဟုတ် ဟုတ်ကဲ့ဟုတ်အခုပမြိုင်လေမှာဥယျာဉ်မြို့ရှင်စကားကြီးကဒီဇင်ဘာလ12ရက်နေ့ကနေစပြီးတော့မြန်မာနိုင်ငံလုံးကစတင်ပြီးတော့အဲစတင်ပြသတော့မှာဖြစ်ပါတယ်စတင်ပြသတဲ့အခါမှာဆိုလို့ရှင်လဲပြည်သက်တွေကအားပေးကြပါအောင်လို့နှင်းုံလဲအားပေးပါလာယူလဲအားပေးပါဒီဇက်ကားထဲမှာပါဝင်ကြတဲ့တူဦးတယောက်ချင်းစီကိုလဲအားပေးကြပါအားပေးပြီးတဲ့အခါမှာလဲဝေဖန်သုံးသပ်ပေးကြပါလို့ပြောချင်ပါတယ်ရှင် ဟုတ်ပြောစရာမလိုပါဘူးဒါကတော့ဆရာရဲ့ဆရာနဲ့ຫນွယ်ရဲ့ chemistry မျိုးမှုအပြင်မှာလည်းမြန်မာတွင်တည်ထားရတာပဲဆိုတော့အရန်ကိုချစ်စရာကောင်းပါတယ်အရန်ကိုရိုးရှင်းတဲ့အရန်ကိုဖြူစင်တဲ့ချစ်ခြင်းတွေကိုတွေ့ရှိခဲ့ရပါတယ်ဟုတ်ရှင်လူစင်တဲ့အဖြစ်ကျွန်မပေးလိုက်ပါပြီကျွန်မအဖြစ်ပေးတဲ့အကြောင်းဘယ်သူမှမပြောပါဘူးတငါ့ကိုပြေးပေးတာပဲကျွန်တော် သူ့ကိုဘာပြောအောင်မသိဘာမှမပြောပါဘူးသူကလည်းဘာဆိုဘာမှပြန်မပြောကျွန်တော်နဲ့သူငယ်ဟာဘာဒီမှန်းလည်းမသိပါဘူး ဒီပစိုးဝင်လာနေချင်းကပဲဘာမတင်ကြရှိလို့လဲဟိုနေရဟိုပစိုးဆိုတော့ဒီနေရဒီပစိုးပေါ့ဒီထဲမှာတော့တင်းတင်းတွဲပေါ့ဟိုမှာတော့တင်းတင်းတွဲမဟုတ်ပါဘူးခုနဆရာပြင်းနေထိုင်လျက်ပါပါတယ်တကယ်လို့ဒီဝမ်းမတို့ဆက်ဆက်ချင်းတော့ထင်လိုက်တာဆရာအတွက်ဘူးချစ်တယ်လို့ထင်လိုက်တာဒါပေမဲ့တဖြည်းဖြည်းနဲ့ကြာ နွေးဆရာဘူးချစ်တယ်လို့ပဲပေါ့နော်ကိုနှင်းရဲ့အမြင်ပေါ့နော်ဆရာတို့ကနှစ်ယောက်ကလည်းပြင်ပါလဲရှိကြတယ်ဆိုတော့တို့ကြနေအဲဘသူကဘသူဘူးချစ်တယ်ဆိုပြီးဖြစ်မှာဆိုလို့နှင်းရဲ့အမြင်တော့နောက်ပိုင်းတဖြည်းဖြည်းနဲ့ကြတော့လေအဲနွေးကဆရာကိုဘူးချစ်တယ်လို့ခံစားရပါတယ်ဟာကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေရမောင်နွေးယူနေတယ်လို့ထင်နေပါနွေးမောင်ကိုပြီးခဲ့တဲ့အချိန်ကမောင်တို့အမြင်ဆုံးဆုလက်ပါအဲချစ်တဲ့သူတွေမြေကြပါစီလို့တာဝန်ရစုတောင်းပေးလိုက်ပါတယ်